အားလုံးမင်္ဂလာပါရှင်။ကျွန်မမနေ့တော့ဆိုလို့ရှိရင်မိမိကိုယ်ကိုမိမိဘယ်လိုစေစော်မှုတွေပေးမလို့ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးခဲ့တယ်။အဲ့တော့ကြတော့စေစော်မှုကိုဘယ်လိုပေးမလဲဆိုတဲ့ကျွန်မရဲ့နောက်ဆုံးမိအကြောင်းအရာလေးပေါ့။ကျွန်မ6ကောင်းစဉ်6ခုချမှတ်ထားတာဟုတ်အကြောင်းအရာ6ခုချမှတ်ထားတာမှာနောက်ဆုံးမိအကြောင်းအရာလေးပါ။စေစော်မှုဘယ်လိုပေးမလဲ။အဲ့စေစော်မှုဘယ်လိုပေးမလဲမှာအပိုင်းတစ်ခုပါမယ်။ မိမိကိုယ်ကိုစိတ်ဆော်မှုဘယ်လိုပေးမလဲပြီးရင်အခြားသူများကိုဘယ်လိုစိတ်ဆော်မှုပေးမလဲအဲ့တော့ကျွန်မမနေ့ကဆွေးနွေးခဲ့တာမိမိကိုယ်ကိုစိတ်ဆော်မှုဘယ်လိုပေးမလဲအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်မနောက်ဆုံးပြီးစကားလက်ဆောင်လေးဖားခဲ့ပါတယ်အဲကျွန်တော်အောင်မြင်မှုဒီကပေါ့နော်ဒီအောင်မြင်မှုဆိုတာခရီးတစ်ခုပါပေါ့နော်ခရီးဆုံးမဟုတ်ပါဘူးဆိုတာလေးကိုလည်းကျွန်မဆွေးနွေးခဲ့ပါတယ် success is a journey not a destination ဒီစကားလေးကိုကျွန်မလက်ဆောင်ပေးခဲ့ပါတယ်ရှင် ဲ့တော့ကြတော့ဒါမိမိကိုယ်ကိုပေါ့နော်မိမိကိုယ်ကိုတင်အောင်မြင်မှုတွေလုံးဆောင်နေမှုတခြားသူတွေကိုလည်းအောင်မြင်မှုတွေရလာဘူးလို့တွေသူတို့စိတ်ခွန်အားတွေပေးမလို့ motivation တွေပေးမလို့ဆိုတာလေးကလည်းရေးကြည့်ပါလေရှင်။အဲ့တော့ကြတော့ခဏမှာတော့ကျွန်မဆွေးနွေးမယ့်အကြောင်းအရာလေးဟာအဲတခြားသူတွေကိုပေါ့နော်ဘယ်လိုစေ့ဆော်မှုတွေပေးကြမလို့အဲ့ဒီမှာကျွန်မဟိုအချက်ကလေး6ချက်ထုတ်ထားပါတယ်အခြားသူတွေကိုစေ့ဆော်မှုပေးဖို့အတွက်ပါ ါ။ဒါဆိုရင်တခြားသူတွေကိုပထမဦးဆုံးအချက်ပေါ့နော်။တခြားသူတွေကိုစေ့ဆော်မှုဘယ်လိုပေးမလို့။ဒါဆိုရင်ကျမတို့ဒီလိုမျိုးဆိုလို့ရှိရင်ကြီးဝဲထားတဲ့ကြီးဝဲတဲ့သူတွေပေါ့နော်။ဥမာကိုကကလေးသူငယ်တွေလားမိမိရဲ့ပေါင်းသင်းလားအဲကျောင်းသူကျောင်းသားတွေလားစသည်ဖြင့်ပေါ့နော်။ကိုကြီးဝဲတဲ့သူတွေရှိမယ်။အဲကြီးဝဲထားတဲ့သူတွေရဲ့ကိုကြီးကိုသွေးတွေကပုံစံမျိုးမျိုးရှိနေတယ်ဆိုတာကိုလည်းသိတယ်သိထားရမယ်အဲ့ဒီပုံစံမျိုးမျိုးကိုနားလည်အောင်လည်းအကဲခတ်ထားရမယ် မိမိတင်ကြပြတ်တာပေးနေတဲ့ကလေးတွေပေါ့နော်သူသဖြင့်တော့သူတို့မှာဘူကြီးကိုသေးတွေကပုံစံမျိုးစုံနဲ့ရှိနေတယ်ဒီဘလို့ကိုဘလို့ပုံစံရှိနေတဲ့ဘူကြီးကိုသေးတွေကိုလည်းသူတို့ရဲ့ဘူကြီးကိုသေးကဘယ်နေရာမှာသူတို့ပူပြီးတော့အာတာနေရတော့ဆိုတာလေးကိုလည်းအကဲခတ်ထားရမယ်အကဲခတ်တတ်ရမယ်ဒါမှလည်းကျမတို့သူ့ကိုမလုပ်လို့ပြေးလို့ရမှာလို့ဆိုရင်စိတ်စော်မှုပြေးလို့ရမှာပါ ။အားကြောင့်အခြားသူတွေကိုဘယ်လိုစိတ်ဆော်မှုပေးကြမလဲဆိုတဲ့ခေါင်းစဉ်လေးမှာဆိုရင်မိမိရည်ရွယ်လိုက်မဲ့မိမိသူတို့စိတ်ဆော်မှုပေးလိုက်မဲ့သူရဲ့ကိုကြီးကိုသေးရဘလို့ရှိနေတော့ဆိုတာလေးကိုအကဲခတ်ထားရပါမယ်။နံပါတ်1ချက်နေနေကြတော့သူတို့ရဲ့လုပ်ငန်းအောင်မြင်စေဖို့အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုလေ့လာစေခြင်းလေ့လာရမှာကူညီပေးရမယ်။ဒါဆိုလို့ရှိရင်မိမိရည်ရွယ်ထားတဲ့အဲသူရဲ့ပေါ့နော် သူ့ရဲ့ကျွမ်းကျင်မှုတွေကိုရှိမယ်အဲ့ကျွမ်းကျင်မှုတွေကိုလေ့လာပြီးတော့သူ့ကိုအကူအညီတွေပေးရမယ်မိတ်ဆွေတငယ်ချင်းပဲဖြစ်ဖြစ်ပေါ့နော်သူ့မှာဘာတွေကျွမ်းကျင်မှုတွေရှိုံဒီကျွမ်းကျင်မှုတွေကိုဟိုခြေခံပြီးတော့ပေါ့နော်လေ့လာသုံးသပ်ပြီးတော့အကူအညီတွေပေးရမယ်တဲ့ဒါကလည်းတခြားသူတွေကိုဒါဟို motivation ပေးဖို့အတွက်ဒါလိုအပ်တဲ့အချက်တွေပါအဲ့ဒါကလည်းဒီမှာဒုတိယချက်အနေနဲ့ဆွေးနွေးပေးသွားပါမယ်။ဒါဆိုလုပ်ငန်းအောင်မြင်ဖို့အတွက် ုပ်ငန်းအောင်မြင်နေဆိုတာသူ့မှာကျွမ်းကျင်မှုတစ်ခုခုရှိမှလုပ်ငန်းလုပ်ဆောင်လို့ရမှာလေအဲ့တော့တချို့ကဟိကျက်ဝါဒနာပါတယ်ဒီလိုဟိကျက်ဝါဒနာပါတဲ့သူကိုလည်းဒီဟိကျက်ဝါဒနာပါတာနဲ့အကြာနဲ့တိုက်ရောညီတွေမှုရှိအောင်သူတို့ကိုဒါဟိုပေါ့နော်ဒါအကူအညီလေးလာတုံးသက်ပြီးတော့အကူအညီပေးရမယ်တချို့ကကြတော့ပကြီးဝါဒနာပါတယ်ပကြီးဝါဒနာပါရဲ့သူ့ကိုပကြီးနဲ့ဆိုင်တဲ့ အကြံအရာတွေကိုလေ့လာပြီးတော့သူတို့ input တွေပေးရမှာပေါ့နော်ဒါအကူအညီပေးရမှာဒါမှလည်း तू က तू ဝါဒနာပါတဲ့ तू ကျွမ်းကျင်တဲ့ तू စိတ်ဝင်စားတဲ့အရာတွေကိုလှုပ်ဆောင်ရတဲ့အခါမှာပို့ပြီးတော့အောင်မြင်မှုတွေကိုရရှိလာကြတာလေအဲ့တော့ကြတော့အဲ့လိုမျိုးဟိုကျွမ်းရှိမှဆွဲဆွေးနွေးခဲ့တဲ့ theory တွေထဲမှာသူဆွေးနွေးချက်တွေတိုင်းမှာလည်းပါတယ်စိတ်ဝင်စားမှုရှိရမယ်အဲစိတ်ဝင်စားမှု attention ကအရေးကြီးတယ်ဒီ attention ရရှိမှ နရကသူတို့ရဲ့ကျွမ်းကျင်မှုတွေရှိမယ်ကျွမ်းကျင်မှုတွေနဲ့စိတ်ဝင်စားမှုတွေနဲ့ပေါင်းလိုက်မှအောင်မြင်မှုတွေကိုရရှိလာတယ်။ဒါကြောင့်လုပ်ငန်းတစ်ခုလုံဆောင်တော့မယ်ဆိုရင်လိုအပ်ချက်တွေလိုအပ်နေတဲ့ကျွမ်းကျင်မှုတွေကိုလေ့လာပေးရမယ်။အဲ့လေ့လာပြီးတော့ကူညီပေးရမယ်။ဒါကလည်း motivation ကိုဖြစ်ပေါ်စေခြင်းဖြစ်ပါတယ်။နောက်တစ်ခုရည်ရွယ်ရည်မှန်းချက်ပန်းနိုင်ညွန်မှန်းချက်တွေထွက်ပေါ်လာအောင်စိတ်ကူးကြံစည်စေခြင်းတွေကိုလည်းကူညီပေးရမယ်။အဲ့တူမှာပေါ့နော် motivation မရှိသေးဘူးဆိုပါဆိုမရှိသေးဘူးဆိုရင် အဲမင်းကတော့ဘယ်အရာလေးကိုမင်းကျွမ်းကျင်နေစသည်ဖြင့်ပေါ့နော်ခုနလိုမျိုးအဲသူဟာသင်ချက်တဲ့နေရာမှာပဲအာအာတာလာလားဗကြီးဆွဲတဲ့နေရာမှာပဲအာတာလာလားလုပ်ငန်းတစ်ခုခုရှိမယ်ပေါ့နော်အဲလုပ်ငန်းတစ်ခုကို तू အာတာတဲ့ပုံမှာမူပြီးစိတ်ဝင်စားအာတာတဲ့ပုံမှာမူပြီးပြီးရည်မှန်းချက်ချထားဖို့အတွက်ဒီမှန်းချက်ချမင်းဒီရည်မှန်းချက်ကိုမင်းမျှော်မှန်းချက်ကိုချလို့ရှိရင်အဆင်ပြေမယ်အောင်မြင်မယ် ။ဒါကြောင့်မင်းကြီးဒီကဒီလိုမျိုးရီမန်းချက်တွေမျိုးမန်းချက်တွေကိုမင်းချပေးရောပေါ့နော်။ထပ်ပေါ်လာသူ့ကိုမလုပ်ရမလို့စိတ်ကူးအကြံဉာဏ်နေပေါ့နော်။လိုအပ်တဲ့အထောက်အပံ့တွေကိုမလုပ်ပေးရမလို့ပူညီပေးရမယ်။ဒါမှလည်းသူ့ဟာဒီကကျွန်တော် motivation ဆိုတဲ့မိမိလှုပ်ဆောင်လို့တဲ့စိတ်တားတက်ကြွမှုတွေကိုရရှိလာစေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီရည်ရထားတဲ့သူတွေရဲ့ကိုယ်ကြီးကိုယ်သေးတွေရဲ့ပုံစံမျိုးမျိုးကိုလည်းပထမဆုံးနားလည်ရမယ်။ဒုတိယအနေနဲ့သူတို့ရဲ့ကြွမ်းကျင်မှုတွေကိုလေ့လာပြီးတော့အကူအညီတွေပေးရမယ်။ အဲ့ဒါကရီမန်းချက်တွေညွန်မန်းချက်တွေထွက်ပေါ်လာအောင်လဲစိတ်ကူးအကြံဉာဏ်ကြီးပေးရမယ်။နောက်စတုဒ္ဓအစ်စ်နေနဲ့ကကြတော့ကျမတို့လုပ်ငန်းလှုပ်ဆောင်တာတွေကမိမိကိုယ်ပိုင်မိမိကိုယ်ပိုင်ပေါ့နော်လုပ်ပိုင်ခွင့်အပြည့်အဝပေးပြီးဆုံးဖြတ်လှုပ်ဆောင်စေခြင်းဒီချက်အရင်ရေးကြည့်ရအောင်။ဒီချက်ကတော်တော်ကိုရေးကြည့်ရဲ။ကျမတို့လူကြီးမိမာတွေကလေကလေးတွေဆိုလို့ရှိရင်ကိုကပဲလှုပ်ဆောင်ပေးတယ်သူတို့လိုခွင့်မပေးဘူး။သူတို့လှုပ်ချင်တဲ့လှုပ်တွေရှိရင်မလုပ်နဲ့မလုပ်နဲ့ခိုင်းမိလိမ့်မယ်။ မင်းကမလုပ်တတ်ပါဘူးငါပဲလုပ်လိုက်ပါမယ်ပေါ့အဲအဲ့လိုမျိုးတချို့ဆိုတမင်တော်ခွင့်ကြတဲ့အစ်စင်တွေလေငါရမကောင်းဘူးပေါ့နော်အဲ့တော့ကြတော့နေ့စဉ်လုပ်ငန်းဆောင်တာတွေသူ့ကိုလုံနိုင်တဲ့အခြေအနေတွေလုပ်ခွင့်ပေးရမယ်အဲ့လုပ်ခွင့်ပေးလိုက်ခြင်းအပြင်ဒီလုံဆောင်ရတဲ့လုပ်တိုင်းမှာအခက်အခဲတွေရှိမယ်ပေါ့နော်နောက်တစ်ခါအောင်မြင်သွားတဲ့အတွက်ကြော်ရှင်ကျင်တဲ့မှုတွေရှိရဒါမှသူကိုယ်တိုင်လုံးမှသူကိုယ်တိုင်ကြော်ရှင်ကျင်တဲ့မှုရမှာ သူကိုယ်တိုင်လှုပ်ဆောင်မှာဒီအခက်အခဲကိုဘယ်လိုကျော်လွှားမလို့ဘယ်လိုလှုပ်ဆောင်မလို့ဆိုတဲ့အသည့်တွေရရှိလာမှာလေ။အုံနောက်ရဲ့ဖွံ့ဖြိုးမှုတွေကကောင်းလာမှာ။ဒါကြောင့်နှယောညီရဲ့ပေါ့နော်ဒီအသက်ရွယ်ပိုင်းခြားနဲ့ဒီလိုအခြေအနေမျိုးဒီလိုလုပ်ငန်းမျိုးနဲ့နှယောညီတဲ့တင့်တော်တဲ့လှုပ်တင့်ဟိုလှုပ်ဖို့လိုအပ်တယ်။ဒါကြောင့်သူတို့ကိုလှုပ်ပိုင်ခွင့်အပြည့်အဝပေးရမယ်။တွေ့လာတဲ့အခက်အခဲတွေကိုလည်းကူညီပြင်ရှင်းပေးရမှာပေါ့လေနော်။ဆုံးဖြတ်ပေးပြဒီလုပ်ငန်းကိုလှုပ်ဆောင်ခြင်းတလားဥပမာဘောလုံးကန်တာပဲအဖြစ်ဖြစ် ကလုံးကနေဆိုခိုင်းမိတိုင်းမိမှုတော့ရှိမယ်ဒါကသူခက်ခဲကိုသူကြင်ညက်ခံနိုင်မယ်ပေါ့နော်အဲဒါကြောင့်လုံပိုင်ခွင့်ပေးရမယ်သူပြီးတော့ဆုံးဖြတ်ခွင့်ကိုလည်းဒါပေါ့နော်သူ့ကိုဆုံးဖြတ်စေခြင်းတွေကိုပြေဝပေးရပါမယ်ဟိုအခြေအနေကိုတော့လမ်းညွန်သုံးသက်ဝေဖန်သုံးသက်ပြီးတော့ဘလို့ခက်ခဲတွေတွေ့နေတယ်တွေ့နိုင်တယ်ဘလို့အခြေအနေတွေရရှိလာနိုင်တယ်ဆိုတာကိုတော့ဒါပြောပြဆွေးနွေးပေးရမှာပေါ့သို့တော်ညာလည်းတကယ်သူတို့ကိုသူတို့ပေါ့နော်မိမိနေစဉ်လုပ်ငန်းတွေမှာ ကိုယ်ကိုယ်လုံပိုင်ခွင့်တွေကိုပြေဝပေးပြီးတော့ဆုံးဖြတ်လှုပ်ဆောင်စေခြင်းရတယ်တကယ်တော့ motivation ကိုအင်မတန်ဖြစ်ပေါ်စေတဲ့အကြောင်းအရာချက်ထဲမှာပါဝင်နေရပါ။အဲဆိုရင်ကျမတို့တခြားသူတွေကိုစိတ်ဆော်မှုတွေပေးမယ် motivation တွေရအောင်လုပ်မယ်ဆိုလို့ရှိရင်သူတို့ကိုကိုယ်တိုင်လုံပိုင်ခွင့်တွေပေးရမယ်။နောက်တစ်ခါဆုံးဖြတ်ခွင့်တွေကိုလည်းပေးရမယ်ဆိုတာလေးကိုကျမဆွေးနွေးပြခြင်းဖြစ်ပါတယ်။နံပါတ်5ချက်နေနဲ့ကကြတော့ကိုင်းညီတဲ့တုံ့ပြန်ကြံပြူးချက်တွေတင် जा မှုတွေအချိန်ကြိုက်ပေးရမယ်။အဲဆိုရင် ခုနကျမဆွေးနွေးထဲမှာပါတယ်တချို့ကကွန်ပျူတာပိုင်းဆိုင်ရာဒါဝါဒနာပါတာအဲတချို့ကကြာတော့ကျမတို့ဒီပေါ့နော်ဒီခုနပေါ့နော်အာကစားပိုင်းဆိုင်ရာတွေပေါ့နော်သူတို့တီးတဲ့ချင်းတယ်တချို့ကကြာဒုတိယတွေတီးမုတ်ဖို့တွေပေါ့တချို့ကကြာတော့ကျမတို့ဒီကဒီပကြီးပက်နဲ့ပတ်သက်လာတာကိုသူကပို့ပြီးတော့ဝါဒနာပါတယ်အဲအဲ့လိုပေါ့နော်ဝါဒနာတွေကတခုနဲ့တခုအများကြီးပေါ့မတူညီကြဘူးပေါ့နော်ဒါကိုကျမတို့အချိန်တိုင်းလှုပ်ဆောင်ပေးဖို့ဥပမာကျမပြောကြည့်မယ်ဘာလို့ဆိုရင်ကျမတို့ ဒီသူတို့ရဲ့ဂုဏဝါဒနာတွေပေါ့နော်ဂုဏဝါဒနာတွေကွန်ပျူတာဝါဒနာပါတဲ့သူရှိမယ်ဗဂျီယိုဝါဒနာပါတဲ့သူရှိမယ်နော်အစားအစာနဲ့ပတ်သက်တဲ့အခါမှာတီထွင်ဖန်တီးဖို့အတွက်လုံဆောင်တာဝါဒနာပါတဲ့သူတွေရှိမယ်အဲ့လိုပေါ့နော်မျိုးစုံပေါ့နော်ဝါဒနာတွေအမျိုးမျိုးရှိကြတယ်အဲ့ဒီထဲမှာဆိုရင်ကျမတို့စာသင်ချိန်မှာဆိုရင်တော့ဒီဝါသနာတွေကိုကျမတို့သူတို့လှုပ်ဆောင်တာတွေကိုစာမောဝဲဖြေနေတဲ့အချိန်မှာတော့သူတို့သွားပြီးတော့လှုပ်ဆောင်ခွင့်ပေးလို့တော့မဖြစ်ဘူးပေါ့စာမောဝဲပြီးသွားတဲ့အချိန်မှာ ဒီလိုမျိုးတင်တန်းလေးတွေကိုပေါ့နော်သူတို့ကိုဆောင်ရွက်စီခြင်းအဖြစ်အဲဂီတနဲ့ဆိုင်တဲ့သူတို့ဝါဒနာပါတဲ့သူတို့ဂီတဆိုင်ရာလေးတွေပေါ့နော်ဒုတိယလေးတွေတိခတ်ထဲကမှာပို့ပြီးစနစ်ကျကျွမ်းကျင်အောင်ဟို ကြောင်ရက်ပေးလိုက်တာမျိုးပေါ့ပကြီးဝါဒနာပါရင်ပကြီးဆွဲနီးလေးတွေပေါ့နော်ပကြီးအဲဆရာတွေနဲ့ခေါ်ပြီးရောပေါ့နော်ဒါကိုသူတို့ရဲ့ဝါဒနာကိုပူပြီးရောပေါ့နော်စိတ်ဝင်စားမှုတွေကိုမြင့်တင်ပေးလိုက်တာမျိုးပေါ့နော်အဲ့လိုပါပဲကွန်ပျူတာဆိုရင်လည်းကွန်ပျူတာနဲ့ဆိုင်တာတွေကိုသူတို့တင် जा ပေးလိုက်တာမျိုးပေါ့ဒါမျိုးတွေကိုအချိန်တိုင်းလှုပ်ဆောင်ပေးလိုက်တဲ့အခါမှာသူတို့အတွက်ပူပြီးရောမှဖြစ်လာမျိုးဆိုရင်စိတ်စော်မှုတွေကိုရရှိလာစေပါတယ်ဒါကြောင့်လုံးဆောင်မှုနဲ့အချိန်တိုင်းလုံးဆောင်တဲ့ဘုရားရေးကြည့်ပါတယ်ဆိုတာလေးကိုတော့ကျွန်မလေးပီပီဆွေးနွေးပါလိုပါတယ် ိမိရဲ့လှုပ်ဆောင်နိုင်တွေဟာလှုပ်ဆောင်ချက်တွေအကြံပြုချက်တွေအချိန်ကိုက်ဖြစ်ဖို့လိုတယ်အချိန်ကိုက်ဖြစ်ဖို့လိုတယ်အချိန်ဟာအင်မတန်ရေးကြီးတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့လှုပ်ဆောင်ချက်တည်းဟာအချိန်နဲ့လှုပ်ရတာလှုပ်တတ်အောင်လှုပ်ဆောင်နိုင်အောင် ပေးတဲ့အခါမှာလည်းအချိန်ကိုက်ပေးနိုင်အောင်ဆိုတာတွေကဒီရည်ကြီးရဲ့အဲမှာပါနေရဲဆိုတာလေးကိုကျွန်မဒီအချက်တစ်ချက်တွေနဲ့ထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်။နောက်ဆုံးပဲစတုဒ္ဓဆက်ထမအချက်ကလေးကကြတော့လုံဆောင်ချက်တွေအောင်မြင်လို့ရှိရင်ကြီးကျူးဂုံပြူပေးခြင်းအရင်ကြိုက်တာလူတိုင်းကြိုက်တယ်လူတိုင်းကိုကြိုက်တယ်ကလေးလေးကြိုက်တယ် ူငယ်လည်းကြိုက်တယ်လူကြီးလည်းကြိုက်တယ်။ဒါကြောင့်လုံဆောင်ချက်တွေအောင်မြင်မှုအောင်မြင်သွားပြီဆိုရင်ချီချူကုန်ပြူပေးခြင်းနဲ့ပြုလုပ်ရန်လိုအပ်တဲ့လိုအပ်ချက်တွေကိုအပြူသဘောဆောင်နေပေါ့နော်။လဲညွန်မှုကြီးပြသပေးရမယ်။အဲဒီမှာဟိုလူတိုင်းအားလုံးကပေါ့နော်ဘသူမဆိုမိသူမဆိုလူသားတိုင်းဟာ လိုအပ်ပြုပြင်ဖို့လိုအပ်တဲ့အခြေအနေတွေအကြောင်းအရာတွေရှိနေတာပါဒါတွေကိုပေါ့နော်အာအပြုသဘောဆောင်ပြီးတော့အဲနန်းညွန်ပြတ်တာပေးမှုတွေဆွေးနွေးပေးမှုတွေဆိုတာလည်းလိုအပ်ပါတယ်ခုနလိုမျိုးအောင်မြင်သွားလို့ချီတူးဂုဏ်ပြုမှုတွေလုံဆောင်တယ်လို့ပဲလိုအပ်ချက်တွေကိုလည်းအပြုသဘောဆောင်တဲ့လမ်းညွှန်မှုတွေပေးဖို့လိုအပ်တယ်ဆိုတာလေးကိုလည်းကျွန်မဒါချက်တစ်ချက်အနေနဲ့ထည့်သွင်းဆွေးနွေးပေးပါစီအဲ့တော့じゃတော့ ဒါဆိုလို့ရှိရင်ကျမတို့ယနေ့ဆွေးနွေးခဲ့တာဒီမှာဆိုရင်စေစော်မှုကလုပ်ငန်းတိုင်းမှာအားစိုက်ထုတ်ပြီးတော့အလုံးလုံးဖို့ပျော်ရွှင်ပွဲအလုံးလုံးနိုင်ဖို့လူတိုင်းအတွက်ရည်ကြီးတယ်လူတိုင်းအတွက်ရည်ကြီးပါတယ်ဒါဆိုရင်တင်ကြားတည်ယူမှုတွေအတွက်ဒါပို့ပြီးတော့တောင်ဒီက motivation ဆိုတဲ့စေစော်မှုတွေကပို့ပြီးတော့ရည်ကြီးပါတယ်လူသားတိုင်းအတွက်ကိုရည်ကြီးတာအွယ်မလိုက်ပေါ့နော်ကလေးရောလူငယ်ရောလူကြီးရော ဒီလိုမျိုးစေ့ဆောင်မှုတွေကလုပ်ငန်းတိုင်းအတွက်မိမိလုပ်ငန်းတွေလှုပ်ဆောင်တဲ့အခါမှာမိမိဆောင်ရွက်ချက်တွေအားစိုက်ထုတ်ပြီးတော့အလုပ်လုပ်နိုင်မှုအတွက်ပျော်ရွှင်ပွဲအလုပ်တွေကိုလုပ်ဖို့နိုင်မှုအတွက်ဒီစေ့ဆောင်မှုဟာအရေးကြီးပါတယ်တဲ့ဒါဆိုရင်ဒီမှာဒီကပေါ့နော်စေ့ဆောင်မှုတွေမှာအနှုတ်သဘောဆောင်တဲ့အပြုအမူတွေထက်အပြုသဘောဆောင်တဲ့အပြုအမူတွေကပိုပြီးတော့ပြုမှုစေလို့ရှိရင်တဲ့မိမိကိုယ်တိုင်စေ့ဆောင်မှု ရှိသူဖြစ်တယ်လို့ပဲ အခြားသူတွေကိုလည်းစေစော်မှုပေးနိုင်သူတွေဖြစ်ဖို့လည်းလိုအပ်ပါတယ်။အားဆိုရင်အဲခုနလိုမျိုးပေါ့ဗျနော်ဒီထဲမှာဆိုရင်ကျွန်မနာဒီအချက်ကလေးနှစ်ချက်နဲ့အာဒါကျွန်မက motivation ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးခြင်းကိုဒီအချက်ကလေးနှစ်ချက်ကိုအာဒါနောက်ဆုံးပိတ်အနေနဲ့ပေါ့နော်ကျွန်မစကားဒါလက်ဆောင်စကားပါလို့ပါတယ်။အဲကြောင့်အပြုအမူတိုင်းမှာပေါ့နော်အနှုတ်သဘောဆောင်တဲ့အပြုအမူတွေတဲ့အပြုသဘောဆောင်တဲ့အပြုအမူတွေကို ပိုမိုပြုလုပ်စေခြင်းတယ်ဆိုရင်တဲ့မိမိကိုယ်တိုင်ကလည်းပထမဦးဆုံးအချက်စစ်စော်သူစစ်စော်မှုရှိသူဖြစ်ရမယ်မိမိကိုယ်တိုင်ကလည်းစစ်စော်မှုရှိသူဖြစ်ရမယ်အခြားသူတွေကိုလည်းစစ်စော်မှုပေးနိုင်သူဖြစ်ရပါမယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ဆွေးနွေးပေးကြည့်ပါရစေအားဆိုရင်ကျမတို့တွေရာအနှုတ်သဘောဆောင်တဲ့သဘောထားမြင်နေတဲ့အပြုသဘောဆောင်တဲ့သဘောထားမြင်နေရှိဖို့လိုတယ် အဲ့ဒီကသဘောထားအမြင်တွေနဲ့အတူပေါ့နော်အပြူသဘောဆောင်တဲ့သဘောထားတွေနဲ့အတူမိမိကိုယ်တိုင်ကိုလည်းစေ့စော်မှုမိမိကိုယ်တိုင်ကလည်းစေ့စော်မှုရှိသူဖြစ်ရမှာဖြစ်တယ်လို့သူတပားကိုလည်းစေ့စော်မှု ပေးနိုင်သူတွေဖြစ်ကြပါစေလို့ကျွန်မအနေနဲ့ဆန္ဒပြုရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်